AVA 1940 Season 2အခန်း23ဗြိတိရှ်အရှေ့အိန္ဒိယကုမ္ပဏီရဲ့ဂုံနူးဆောင်ကော်မတီဝင်ကဒီလိုအရေးကြီးတဲ့စည်ရေးသတင်းတွေကိုဒီရွှေရုပ်ထုလေးတစ်ခုနဲ့လဲတယ်ဆိုတာလူသားကြီးစကားကြောင့်ဦးစကန်ကဟာဟာပပရှယ်လိုက်သည် အရာရာကိုတန်လျောက်ထားတဲ့ပေါ်တူဂီသေးတွေက မင်းကိုယ်ထဲမှာအပြည့်ပါလားကော်မန်လေးရဲ့ဒီမဲ့ငါ့စီးပွားရေးသမားဒီအရှေ့အိန္ဒိယမြေပေါ်မှာအင်္ဂလိပ်တွေပြင်သစ်တွေအားပြိုင်နေမှာ ငါ့အတွက်အဆင်ပြေမှာတဖက်ဘက်ကလုံးဝနိုင်သွားလို့မဖြစ်ဘူးဒီတော့ပြင်သစ်တွေကိုငါမကြိုက်ပင်မဲ့လေဒီသတင်းတွေကိုသူတို့သိသင့်တယ်လို့ငါထင်တယ်ဒါကြောင့်မင်းတို့နဲ့တွေ့တော့ငါ့အတွက်အကျိုးအမြတ်နှစ်ခုရရှိမဲ့ကိစ္စကိုငါရွေးချယ်လိုက်တာဒါဆိုရင်တော့ကျွန်မသဘောပေါက်ပါပြီကဲမင်းတို့ဒီတိုင်းဆိုမက်ဒရော့ကိုဆက်သွားမလားပိုနီချယ်ရီကိုပြန်လှည့်မလားစဉ်းစားလို့ရတော့ရောပေါ့ကဲ ကန်ကောင်းကြပါစေကွာတကယ်လို့ဒီနေ့ပိုင်းတွေမှာငါအသက်ရှင်နေသေးတယ်ဆိုရင်တော့ဘကိုးဆိုတဲ့မင်းတို့ရဲ့စိတ်ကမ်းမြို့ကြီးစီကိုလာလေခြင်းပါသေးတယ်လူစားနဲ့ကိုဇာနီကော့တို့ဒက်ဖ်တင်မောစီမှ ပြန်လာကြသည်မဟာဘာလီဘန်ရွာထိပ်တွင်အာရီမီနီယန်ကုန်တဲ့အုပ်စုကခရီးဆက်ရန်ပြင်ဆင်နေကြပြီဖြစ်သည်ကုန်တဲ့ကောင်းဆောင်ဂရီဂိုရီက မျက်နာမတက်မတာဖြစ်သူတို့ကိုစီးကြုံနေ၏ပြဿနာတော့တက်ပြီထင်တယ်မစ္စတာနီကိုဘာဖြစ်လို့လဲ ဟိုမှာကျုပ်တို့စီဥတီပြီးလာနေကြတယ်တွေ့လားဂရီဂိုနီလက်ညိုးထိုးပြရာသို့လမ်းကြည့်လိုက်သောအခါအပြာရောင်ကုတ်အင်းကြီးများဝတ်ဆင်လာသည့်ပြင်သစ်မြင်းစီစစ်သားများကိုတွေ့ရသည်ထိတ်ဆုံးမှမြင်းမြူကြီးတစည်းကသူတို့စကားပြောနေရစီသို့ဒုံဆိုင်ပြေးလာ၏မြင်းမော်ရင်ပါလာသူကပိုနီချယ်ရီခံတဲ့ဤကာကွယ်ရေးရာရှိချုပ်မိုက်ကယ်ပါရာဒက်ဆွစ်လူမျိုးပါရာဒက်သည်ဒူပလီဤအားကိုရာဆုံးလက်ယုံရာရှိလဲဖြစ်သည် ပါရာဒိကလူသားတို့နားရင်မြင်းကိုရက်လိုက်သည်ဘလို့လဲလူကြီးမင်းတို့တန်တမန်ဆိုတာတန်တမန်စီးမြင်းနဲ့နေရတယ်အခုတော့ဘသူ့ကိုမှအကြောင်းမကြားပဲမန်ဒရော့ကိုထွက်လာကြတယ်ပေါ့ကျမတို့ဒေတာလေးလာရေးအနေနဲ့ဒီကကုံတယ်များကိုခွင်တောင်းပြီးလိုက်လာကြတာပါပါရာဒိကသဘောတကျပြောလိုက်သည်အဲ့ဒီလောက်မယိုးရှင်းဘူးထင်တယ်မျိုးသမီးရဲ့ပါရာဒက်ကအချက်ပြလိုက်သည်နှင့်နောက်မှမြင်းစီစစ်သားများကတနက်ကိုစီဖြင့်သူတို့ကိုချိန်လိုက်ကြသည် အာရီမီးနီးယားကုန်တယ်တွေနဲ့ဘာမှမဆိုင်ပါဘူးကျမတို့ကိစ္စကိုကျမတို့ပဲရှင်းမယ်ဟုတ်ပါပြီရှင်းရမှာပါကဲလူချင်းမျိုးတို့လဲပေါ်ပြန်တက်ကြပါမက်ဒရန်ဟာအနေအများတဲ့အတွက်တန်တမန်များပိုနီချယ်ရီကိုပြန်လိုက်ခဲ့ရမယ်လို့မွန်စီယာဒူပလေကမိန်ပေးလိုက်ပါတယ်လူချင်းမျိုးတို့လေးစားသွားအပြင်ကာကွယ်ရေးရာရှိချုပ်ဖြစ်တဲ့ကျုပ်ကိုယ်တိုင်တွားခေါ်ဖို့မွန်စီယာဒူပလေကခိုင်းလိုက်တာပါဒီတော့ လူကြီးမင်းတို့ကလည်းအပြန်အလှန်လေးစားမှုကိုပြတဲ့အနေနဲ့အေးအေးဆေးဆေးပြန်လိုက်ခဲ့ကြပါလူစားတို့နှစ်ဦးလဲပေါ်သို့တက်လိုက်ကြသည်တနက်ကအရှိအိန္ဒိယတိုင်းရင်းသားစစ်သားနှစ်ဦးဓားကင်ထားသောပြင်သစ်စစ်ဘုံငယ်တူတို့ကလည်းသူတို့နဲ့အတူလဲပေါ်တွင်တက်ထိုင်လိုက်ကြ၏ထို့နောက်မြင်းတက်စိတ်ကလဲကိုဝင်းရံကပွန်နီချယ်ရီဘက်သို့ပြန်လဲထွက်ခွာခဲ့ကြသည်၃နိုင်ခန့်ခရီးဆက်ပြီးသည့်နောက်အလင်းရောင်ပျောက်ကွယ်သွားပြီဖြစ်သည် ပါရာဒက်ကသူတို့လဲနောက်သို့ရောက်ရှိလာပြီးအထုတ်တထုတ်ကိုကမ်းပေးလိုက်။ညသာကတော့ဒီစိတ်သားကြောက်ကြုံနဲ့ပါမုတ်ပဲတီးခံစားကြပါ။ဒီလန်ကီးကအန်ရယ်ရှိတဲ့အတွက်ပွန်နီချယ်ရီကိုအမြန်ဆုံးခီးဆက်ကြရပါမယ်။ပါရာဒက်ကမြင်းကိုလှည့်ထွက်လိုက်စဉ်ဖောင်းတနက်တန်တစ်ချက်နဲ့အတူပါရာဒက်မြင်းပေါ်မှာလဲကြသွားသည်။ထို့နောက်လမ်းဤညာဘက်မှာတနက်တန်များစရိုက်ထွက်ပေါ်လာ၏။ အော်ဟင့်အမိန်ပေးသံများနဲ့အတူ ပြင်သစ်မြင့်တက်သားများကလည်းနေရယူကပြန်လည်ပြစ်ခတ်ကြ၏ထို့နောက်အလင်းငှက်တိုက်ခတ်ခံရခြင်းဖြစ်သည့်အပြင်အများစုမှာတနက်ထိမှန်ကုန်ကြ၏ တနတ်တံများကြားသည်နှင့်လဲသမားမှာခုံချပြီးအမောင်နှင့်ပျောက်ကွယ်သွား၏လဲပေါ်တွင်ပါလာသောပြင်သည့်စစ်ပုံနှင့်စစ်သားနှုတ်ဦးမှာလူရီစာကိုမကြည့်အားတော့ဘဲလဲပေါ်မှာစင်းကအမောင်နှဲကိုရန်တံပြစ်ခတ်နေကြတော့သည်လူရီစာနှင့်ကိုစာနီကော့မှာလဲပေါ်တွင်ဝင်နေကြ၏ပြင်သည့်စစ်ပုံမှာခလန်းလန်းတွင်ရင်ဘတ်ကို ဖိကညီးတွားနေသည်စစ်သားနှုတ်ဦးမှာလည်းအမောင်နှဲသို့ဝင်ရောက်ပျောက်ကွယ်သွားကြ၏တနတ်တံများကဆက်လက်ထွက်ပေါ်နေကြစေမကြမီ ပြင်သည့်တပ်တချို့ထပ်မံရောက်ရှိလာကြ၏ တဖက်မှာတနတ်တန်များမှာစုပ်ခွာရင် ပြစ်ခတ်ကြသည်ဖြင့်တဖြည်းဖြည်းဝေးသွားတော်သည်ညင်းညူတန်များအော်ဟစ်တန်များနှင့်အတူမြင်းခွာတန်များကြားရသည်မိတုံများ ထုံးညိကြပြီးနောက်မြင်းတစည်းကသူတို့၏လဲနာသို့ ရောက်ရှိလာ၏အင်္ဂလိပ်ပျောက်ကြားတဲ့တရက်နဲ့တိုးပြီးဖြစ်ကြတာပါမင်းကိုစိတ်မချလို့ကိုတက်တွေနဲ့လိုက်လာလိုက်တာအတော်ကံကောင်းသွားတယ်အားလုံးဘေးကင်းသွားပြီလူစားမီလက်စီအတန်လူစားတနတ်မှန်တာတယ်ဘူမီလက်ဟာ ကိုဇာနီကော့စကားကြောင့်မီလက်ကမြင်းပေါ်မှာကုံစင်းလိုက်သည်လူစာကပခုံးတစ်ဘက်ကို လက်ဖြင့်ဖိထား၏ဘယ်တော့မှန်းလာလေလူစာလက်ဖြင့်အုပ်ထားသည့်ကြားမှာသူတို့ချို့ကပွက်ခနဲထွက်လာသည်မီလက်ကဓမြောင်ကိုထုတ်လိုက်ပြီးသူ၏ကုံင်းကြီးစာတစားကိုဖိထုတ်လိုက်သည် ထို့နောက်လူစာ၏ပခုံးမှာတနက်ကြီးစံနေရာအားပတ်တိုင်းကခြိပေးလိုက်၏တတိထားပါဦးလူစာလူစာအာကျွန်တော်မသေးတော့ဘူးမဟုတ်လားမသေးဘူး ပဟုံးထိတာလူစားမသိဘူးမသိဘူးစိတ်ချမိလက်ကတနက်အရှိကိုကြောတွင်လွယ်လိုက်ပြီးလူစားကိုပွေ့ချလိုက်သည်ထို့နောက်သူဤစစ်တီတူကိုခေါ်လိုက်၏မြင်းမောငေါ့ဝိုင်းနေမိကြ မီလက်စ်ကမြင်းပေါ်သို့တွက်ခွာလိုက်သည်စစ်သည်များကလူီဇာကိုမြင်းပေါ်သို့တင်ပေးလိုက်လူီဇာသည်မီလက်စ်၏ရင်ခွင်ထဲတွင်ပျော့ခွေနေသည်မီလက်စ်က မြင်းကိုဒုံးစန်းကအပြင်းနေလိုက်မြင်းခွာတန်နှင့်အတူမီလက်၏အသက်ရှူတန်ပြင်းပြင်းလူီဇာ၏နာကျင်စွာတစ်ချက်တစ်ချက်ညှဉ်းညူလိုက်တယ်လို့အာတင်းနာလူီဇာရှင်းအောင်၅မိုင်လောက်กว่าမှာပြင်သစ်တင်းစခန်းတစ်ခုရှိတယ်အဲ့ဒီမှာဆေးမှုရှိတယ်မင်းအသက်ရှင်းမှာပါလူီဇာလူီဇာကမီလက်၏ကိုယ်အင်ကြီးအပြာရောင်ကိုခတ်တင်းနေစုပ်ကင်ထားသည် မောင်ငတုံမောင်ငတုံလားဟင်ကိုပါမီလက်စ်ပါလူစာလူစာဤလမ်းများကို မီလက်စ်က ခပ်ပေါ့ပေါ့စုပ်ကင်တာဤသတိရပြီလားလူစာက မျက်လုံးဖွင့်ကြည့်လိုက်သည်အဖြူရောင်မျက်နှာချက်ကိုမြင်ရ၏ထို့နောက်သူ့အပေါ်အုံမိုးလျက်ပြုံးနေသော မီလက်စ်ဤမျက်နှာကျွန်မမသိဘူးဗောဒီတသက်အင်းဝါကိုပြန်မရောက်တော့ဘူးထင်တာမသိပါဘူးလီစာအခုပွန်နီချယ်ရီက ကုမ္ပဏီဆေးရုံမှာမင်းရောက်နေတာမင်းသတိလင်းနေတာ15နိုင်လောက်ရှိပြီ မင်းပကုံးညံ့ရိုးတဲ့ကြီးစံဝင်တာမနဲ့ခွဲထုတ်လိုက်ရတယ်မစ္စတာနီကော်ရောမီလာမျက်နှာပြတ်သွားသည်မစ္စတာနီကော်ရောလို့မီလာ तू သေးပြီလား तू မသေးပါဘူးဒါဆို तू ဘမလဲ तू ရှိပါတယ်ဒါပေမဲ့ဘယင်ကန်ကျုပ်ကမင်းတို့ကိုအရန်စိတ်ဆိုးနေတယ် तू ညာလည်းရောမိုက်ကယ်ပါရာဒက်ကမင်းတို့ကိုတွားခေါ်ရင်ဗီတိချစစ်ဖို့ကလပ်ရဲ့ပျောက်ကြားတက်တွေကလုံးကြံတော့ခံလိုက်ရတယ်လေ ပါရဒဟာဘင်ငံကျုပ်အားကိုးရတဲ့စစ်ဘုပဲကျမတို့ကကိုလို့ကိုလို့တာပါဒါကျမတို့အပြစ်မှမဟုတ်ပဲအဲ့ဒါနဲ့ကုစားနေကောင်းနဲ့ဘာဆိုင်လို့လဲမိလက်ဆိုင်တာပေါ့အခုမင်းတို့နှစ်ယောက်လုံးအကျေကျုပ်ချုပ်ထားလိုက်ပြီမင်းတို့စေးုံတက်နေရလို့ဟိုမှာတွေ့လားမီလက်ကဘေးဘက်တို့မင်းကိုပြလိုက်သည်ဘေးဘက်ခြားလေတွင်ပြင်းသစ်စစ်သားနှုတ်ကလက်နက်ကိုစီဖြင့်ကျမမရန်ဒူပလင်နဲ့တွေ့ကျင်တယ်သူလည်းမင်းကိုတွေ့ကျင်နေပါတယ်ဒါပေမဲ့ လောလောဆယ်တော့တူလာနိုင်မှာမဟုတ်ဘူးပါရာဒိတ်အာတုဘကိစ္စတွေစီမံနေတယ်မိသားစုကိုလည်းနှစ်သိမ့်ရအောင်မယ်မဟုတ်လားအာနားလိုက်အောင်လေးစားမင်းနဲ့ဟာ3လလလောက်တော့လက်ကိုလှုပ်လှုပ်ရှားရှားလှုပ်လို့မရပဲနားနေရလိမ့်မယ်တဲ့မိလက်ကျမမှာရှင်တို့တော့အင်းမွန်စီယာဒူပလေအတွက်အရေးကြီးတဲ့သတင်းစကားပါလာတယ်အင်းဒီကိစ္စကိုစားနေကော့လေပြောပါတယ် ဘာသတင်းစကားလဲဆိုတော့ကိုတော့မင်းသတိရမှာပြောလိမ့်မယ်တဲ့။ဘာများလဲ။မွန်စီယာဒူပလီဖြစ်ဖြစ်ဂျင်းဒီဒူပလီဖြစ်ဖြစ်တွေ့ရမှာကျွန်မပြောနိုင်မယ်။ကို့ကိုပြောပြလည်းရပါတယ်။ဘာလဲကို့ကိုမယုံဘူးလား။လွီဇာကခေါင်းခါပြလိုက်သည်။လွီဇာမင်းကတော့တကယ့်လွီဇာပါပဲ။ကျွန်မကိုကူညီပါ။ဒီသတင်းစကားဟာကိုကြောင်ဥစကန်စီကလာတာဆိုရင်သူတို့စိတ်ဝင်စားကြမှာပါ။ကိုကြောင်ဥစကန်ဟုတ်လား။ ဟိုမက်ဒရက်ကအာရီမီနီယန်လားသူနဲ့မင်းတွေ့ခဲ့ရတာလားမီလက်စ်ကလူ이사ကိုတန်တော်အဖြစ်မေးလိုက်သည်လူ이사ကခေါင်းငိတ်ပြလိုက်၏မဏိဘူရာကံကလာနန်းတော်ဘရင်ဂါဝိနာဇက်သည်စာကြုံကိုအဆုံးထိပင်မဖတ်နိုင်တော့ဘဲအမတ်ကြီးဗညာရှန်သီးထံကမ်းပေးလိုက်သည်ဒါထုံးမှန်မှာမဟုတ်တာမဏိဘူရာနဲ့တရိဘူရာဆိုတာဒန်းလူရီလူအိမ်နီးချင်းနိုင်ငံတွေပဲဘာကိစ္စသမီးကညာစက်တရရမှာလဲ မှန်ပါအခုတရိပူရအခြေအနေက လက်ရှိဘရင် လက်မန်မနီကျဘရင်ဟာသူ့ဝန်ခွဲအကိုခရစ်ရှားနာမနီကျနဲ့အင်အားပြိုင်နေရတဲ့အခြေအနေပါလက်မန်နောက်ကမှကြိုးကိုက်နေတာဘင်္ဂလီတရေကြီးရှန်ရှားကာစီဖြစ်ပါတယ်တရိပူရတော်ဝင်အနွယ်အစင်းဟာလက်မန်ဟာဘရင်ဖြစ်ဖို့ဝေးကြီးမှာပါဒါကြောင့်မနီပူရဘရင်သမီးတော်နဲ့လက်ဆက်ထားတဲ့ဆိုပြီး သူ့ရဲ့ဂုံကို တင်လိုက်တာလေဖြစ်ပါလိမ့်မယ်ဒီအကြံစီတွေနောက်ွယ်မှာ ရှန်ရှားကာစီ ရှိနေပါလိမ့်မယ်အရှင်ရှန်ရှားကာစီ ရှန်ရှားကာစီဒီဘင်္ဂလီကဒီလောက်စွန့်ထက်လားသူဟင်ဒူတွေเจ้าမှာအလူတန်းရရောတယ်မွတ်စလင်မြေရှင်ဆိုပြီးနာမည်ကြီးနေပါတယ်ပြီးတော့မကူအင်ပါယာဘုရင်မင်းမြတ်ကြီးကလည်းသူ့ကိုကြောရောင်းတော့ခံပေးထားပါတယ်အရှင်ကာဝင်နာဇက်ကတလွန်ပေါ်ရင်ထိုင်နေရမှာမတ်တပ်ထားရလိုက်သည်စကိုင်းကိုရောက်နေတဲ့မဟာပရဘူနဲ့တားတော်စံကြီးခူရာလပတို့ကိုလည်း အင်းဝဘရင်ကတမီးတော်လာမဆက်ကသေးတဲ့အတွက်ဖီအားတွေစရိုက်ပေးနေတယ်။ငါအနေနဲ့တစ်ဖက်ဘက်ကိုတော့ရွေးချယ်ရမှာပါ။ထရီဘူရလိုနိုင်ငံငယ်လေးကိုတမီးတော်ပေးဆက်မယ်အစားအင်းဝလိုလက်နက်နိုင်ငံကြီးကိုပဲတမီးပေးပြီးမဟာမိတ်ပြုတာကမဏိပူရရဲ့ဂုံသိက္ခာကိုပို့ပြီးအောင်တောက်စီမှာပါ။အင်းအဲ့ဒါတော့ငါကိုတော့လဲတွေးမိပါလေ။ဒါပေမဲ့ပြဒနာကမင်းသားရှန်ရှားပဲအခုရှန်ရှားခြင်းနေဘလို့ရှိလဲချန်ဒရာမော်နီ ခေါဝင်နာဇက်ကစစ်သူကြီးချန်ဒရာမွန်နီကိုပေးလိုက်သည်မင်းသားရှန်ရှားဟာစစ်သည်တွေလေ့ကျင့်နေရမှာပဲအနေများနေပါတယ်မင်းသားရှန်ရှားနဲ့အတူတားတော်အငယ်ဆုံးချန်ဒရာကနန်စင်ကလည်းအမြဲတမ်းတပူတရဲတွေတွားနေတာတွေ့ပါတယ်တမီးတော်ကိုစက်သားမဲ့ကိစ္စမှာရှန်ရှားကသူ့နှမကိုဘလို့မှအထီးမခံနိုင်ဖြစ်နေတယ်သူ့အန်ရကလည်းမသေးဘူးခတ်တော့ခတ်တယ်ဘဲနဲ့လောက်ရမလို့နီးလန့်ရှိပါတယ်အရှင်ယခုတရိပူရကရောက်လာတယ် ရာဇတန်အရဆိုရင်တမီးတော်ကိုမပေးရင်တရိပူရကမနိပူရကိုတိုက်ပေးမယ်ဆိုပြီးချင်းကြောက်တဲ့သဘောတွေပါနေပါတယ်။ဒီအတွက်မင်းသားရှန်ရှားကိုတရိပူရနယ်ဆက်ရှေတန်းကိုကိုကဲကိုစေလွတ်ထားတင်ပါတယ်။မင်းသားရှန်ရှားမရှိချိန်မှာအင်းဝကိုတမီးတော်ဆက်တာရင်အဆင်ပြေပါလိမ့်မယ်။မဟာရှန်သည်ရှောက်တယ်မှုကိုခါဝင်နာဆက်ကအတန်ကြာတွေးတော်နေစီ။အင်းဝကိုငါကိုယ်တိုင်တမီးတော်နဲ့တူသွားမယ်။အင်းဝအင်အားရောနေတယ်ဆိုပေမဲ့ စင်ပိန်ကျွဲဝန်းလောက်အခြေအနေမှာရှိနေပါသေးတယ်။အင်းဝဘရင်နဲ့ရောက်ကမတမန်ဆက်ဆံရေးဖြစ်တဲ့အခါမှာမဏိပူရအတွက်ဘယ်ရန်သူကိုမှကြောက်စရာမလိုတော့ဘူးဆိုတာသိကြတယ်မဟုတ်လား။မှန်ပါ။တင့်မြတဲ့အကြံစီပါဖေ။အင်းချန်ရမော်နီမင်းမနဲ့ပြန်ညီတော်ကံမှာတရိပူရစေရေးကိုရှောက်တယ်ကြီး။ဒီအခြေအနေကြောင့်ငါရှန်ရှားကိုတောင်းဝင်ပေးလိုက်မယ်။မှန်ပါ။မင်းတို့ကငါယုံကြည်ရဆုံးစစ်သူကြီးအမတ်တွေပဲမို့ဒီရေးတော့နှုတ်လုံးပါစေ။ မှန်ပါတစ္ဆာကိုလုံအောင်ထိမ်းပါမယ်ထရီဘူရသည်မဏိဘူရ၏တောင်ပံဂါယိုတောင်နှမ်းမှဘင်္ဂလားနယ်စပ်အထိကျယ်ပြန့်သောဟိန္ဒူမဟာရာဇာနိုင်ငံငယ်ဖြစ်သည်1946ခုနှစ်တွင်တတိယမြောက်ဖီဂျနာမဏိကံကွယ်လွန်ခဲ့သည့်အခါထရီဘူရမင်းသားများအကြားကြီးမားသောနန်းလူပွဲများပေါ်ပေါက်လာခဲ့သည်ထိုအချိန်တွင်ဩဒါအာနာကြီးမားသည့်ဘင်္ဂလားနယ်သားမြေရှင်တထေးဖြစ်သူ ရှန်ရှားဂါဇီကနန်းလူပွဲတွင်ပါဝင်ပတ်သက်လာခဲ့သည်ရှန်ရှားဂါဇီမှာ အစ္စလမ်ဘာသာဝင်တဦးဖြစ်သည့်ဖြင့်မကိုအင်ပါယာဘရင်ရှာဂျန်အနေနဲ့ခိုင်မာသည့်ဆက်ဆံရေးရှိကြသည်ရှန်ရှားဂါဇာသည်တရီပူရမင်းသားများထဲမှ မထင်မရှားဖြစ်သည့်မင်းသားလက်ဖ်မန်မနီဂျာကိုကြောရောနောက်ခံပေးကနန်းလူပွဲတွင် ပါဝင်ခဲ့သည်ဂါဇီ၏ဆောင်ရွက်မှုကြောင့်လက်ဖ်မန်မှာရှင်ပြင်းဖြစ်လာခဲ့သည်သောသောလက်ရှ်မန်၏လက်ထဲတွင် အာနာမရှိဘဲနောက်ကန်တွင်ဂါစီကကျိုးကင်နေခဲ့၏ လူမျိုးမင်းသားဖြစ်သောလက်ရှမန်ဤဩဇာအာဏာဂုံတိတ်ခါပုံမူကြီးမားစေရန်အတွက်ဟိန္ဒူကိုးကွယ်ရာတနိုင်ငံလုံးဖြစ်သောအိန္ဒိချင်းမဏိပူရဓမ္မတမီတော်တောင်းရန်ဂါစီက စီစဉ်ခဲ့ခြင်းဖြစ်သည်။ကာဝဲနာဇတ်ပေါ်ကြည်လည်ခြင်းမရှိသောမကိုဘရင်ထံမှမျက်နှာသာရရန်အတွက်လည်းဂါစီက ထိုသို့ကြံစီခဲ့ခြင်းဖြစ်သည်။မဏိပူရကတမီမပေးပါကလည်းတရိပူရနန်းတွင်တွင် လူကြိုက်နေသည်။လက်ရှမန်ဤအာနာအတွက်နောက်ထပ် ပြပစစ်ပွဲတခုဆင်နွဲကအာယုံပြောင်းရင်လဲရည်ရွယ်ထားခြင်းဖြစ်သည်ထိုးရှုပ်ထွေးကမဏိပူရနန်းတွင်သို့ပင် ရိုက်ခတ်လာခဲ့ပြီဖြစ်သည်ကျွန်တော်စစ်တော့အမိတ်ကြလာပြီအမေရှန်ရှားကမိခင်ဖြစ်သူတူတီမာလာ၏အနီးတွင်ထိုင်ကပြောလိုက်သည်အင်းဝဟုလားတာမဟုတ်ဘူးအမေတရီပူရကတမီးပေးဖို့ရာဇဝင်ရောက်လာတယ်မပေးရင်စစ်စင်မဲ့ငွေသက်တွေပါနေတယ်အင်းဝရောတရီပူရကရောဘာလို့ကျွန်တော်ညီမကိုပဲလိုချင်နေကြတာလဲ ူတီမာလာကတပ်ပြင်းချလိုက်သည်အမေတို့မိန်းမသားတွေကသူတို့နိုင်ငံရေးအတွက်ဒဇာကန်တွေအလဲလဲပစ္စည်းတွေဖြစ်နေခဲ့တာဒီဒေတာရဲ့ထုံးစံဖြစ်နေပြီတာကျွန်တော်ရှင်ပြန်ဖြစ်တဲ့ကဒီနိုင်ငံကမိန်းမတွေကိုအမေတို့နှမတို့ရှန်သီးတို့လိုသဘောထားပေးမယ်အမေဘယ်သူမှမနိပူရာကမိန်းမတွေကိုအတုံးကြံမဖြစ်စေရဘူးငါသားဟာမနိပူရာရှင်ပြန်လောင်းမယ်ဒီလိုစိတ်မျိုးထားဟုတ်ထားရမယ် မင်းကမီးတော်ကလည်းနိုင်ငံရေးအရသာလုပ်ရပါမယ်။ तू လည်းဒီကိစ္စကိုကြိုက်ဖို့မရပါဘူး။ဒါကြောင့်အင်းဝါကိုလည်းတမီးတော်ဆက်သမယ်ဆိုပြီး အခုချိန်ထိရှန်သီးကိုမနှိပူရမှာပဲထားရတာ။ဩ။ဒါနဲ့ရှန်သီးရောအမေအနောက်ဘက်ဆောင်မှာအစားအသောက်ချက်ပြုတ်တာကိုတင်နေလေရဲ့။ဟဲ့တယောက်လောက်ရှန်သီးကိုတွားခေါ်ကြကြီး။ပြိုတော်တူထွက်သွားပြီးမကြမီမင်းသမီးလေးရှန်ဒရာမာလာရောက်လာသည် ရှန်ဒရာမာလာခေါ်ရှန်သီးမှာအပြိုပေါက်ကလေးပင်ဖြစ်လာပြီဖြစ်သည်ဟဲအခုတော့မလာစဘူးပါလားရှန်သီးကရှန်ရှား၏ရှေ့တွင်ဒူးတော့ကခြေတော့ကိုနှဘူးပြည့်ထိရန်ပြင်လိုက်၏မလုံနဲ့ရှန်သီးအဲ့ဒီအလေးထားတွေအကုန်မကြိုက်ဘူးရှန်သီးကရှာလေးတက်လက်ထုတ်ကသူ၏မိခင်ဘေးတွင်ဝင်ထိုင်လိုက်သည်အခုဂါယုတောင်မှကိုစစ်ထွက်ရမယ်ရှန်သီးဟဲအဝေးကြီးပဲဘလောက်ကြာမှလဲဟင်ဘလောက်ဆိုတာတော့ပြောမရဘူးရှန်သီး အကိုကြီးစံကြီးတုံးကလည်းအင်းဝါကိုသွားတာအခုထိပြန်မလာရဘူးအကိုလည်းဒီလိုပဲအကြာကြီးဖြစ်နေရင်တော့ရှန်သီးတို့တားမိပဲဒီနန်းတွင်နဲ့ကြံရင်တော့မှာအကိုကမကြပါဘူးငါးနမိုင်အကိုမရှိတဲ့ချိန်အမေကိုယူဆိုင်ပါပြီးတော့ညီတော်ချန်ဒရာကနစင်ကငါးနမနဲ့အမေကိုစောင့်ရှောက်ပေးလိမ့်မယ်အချို့ကိစ္စတွေသူ့ကိုပြောပြပါချန်ဒရာကနမတော်လို့ကလေးပဲရှိသေးတာဟုတ်အကိုကလည်းချန်ဒရာကအရွယ်နဲ့မမြောက်ရင်းချက်နေပါပြီ အကိုကသူ့ကိုပုံသွင်းမိတာပါတယ်သူ့ကိုအကိုလိုပဲယုံကြည်လို့ရတယ်ဟုတ်ပြီလားကဲတွား လုံးစရာရှိတာဆက်လုပ်ကြည့်အမင်းနဲ့စကားပြောစရာရှိသေးတယ်ရှန်ဒီနောက်ဘေးဆောင်တို့အပြေးကလေးပြန်ထွက်သွားသည်ရှန်ရှားကမိခင်ဖြစ်သူ၏လက်ကိုခပ်ပါပါစုပ်ကန်လိုက်သည်အမေကျွန်တော်မရှိတဲ့အချိန်မှာတခုပြစ်လာခဲ့ရင်ချန်ဒရာကိုသာပြောပါအမေသူ့နဲ့ကျွန်တော်ကြားမှာအမြဲတမ်းဆက်သားတွေရှိနေလိမ့်မယ်ဘာဖြစ်စရာရှိလို့လဲတားရဲ့ အမေကအင်းရှင်မင်းသားရဲ့မဲတော်လေမဟုတ်ဘူးမေအမေကတားရဲ့အမေဖြစ်တယ်လို့ရှန်တီးရဲ့အမေလည်းဖြစ်နေတာရှန်တီးဆိုတာအခုဖြစ်နေတဲ့စစ်ပွဲမှာအရေးပါတဲ့သူတယောက်ဖြစ်နေတယ်ပြီးတော့အင်းဝါနဲ့ဆက်ဆက်ရေးမှလည်းအဓိကခရာကြနေတယ်သူ ကျွန်တော်စိတ်မချဘူးမေဘာဖြစ်ဖြစ်ကျွန်တော်နှမကိုဘယ်ရက်ဝေးကသတိတယောက်နဲ့မှမရပြုတော့ဘူးမှမဖြစ်စေချင်ဘူးအမေရဲ့ကျွန်တော်ရဲ့ရှန်တီးရဲ့မိသားစုပဲ ဒီမိသားစုကိုထိရင်ကျွန်တော်ဘသူ့ကိုမှခွင့်မလို့ဘူးမင်းရဲ့ခမီးတော်ကရောတို့မိသားစုပဲမဟုတ်လားသားတော်သူကလားရှန်တီကခေါင်းကိုခါရမ်းလျက်မြေပြင်ကိုသာ စိုက်ကြည့်နေတော့ဒီအခန်း24စိုက်ရ